ကရန်စိတ်ကိုဗာနဲ့ဆုံးမတာတော့မင်းပညာနဲ့ဆုံးမတာပဲပညာမရဘူးဆိုရင်ဒီလူဟာစိတ်ကို ဆုံးမဖို့အတွက်သူ့မှာစိတ်ရဲ့စတရာမရှိဘူးလို့ဆိုနိုင်တယ်။ဒါစိတ်မှာအကောင်းဆုံးဆုံးမမယ်စိတ်ရဲ့အကောင်းဆုံးဆရာရှိဖို့လိုမယ်ပေါ့။အဲ့ဒီအကောင်းဆုံးဆရာအကြောင်းကိုပြောရင်ဒါအကောင်းဆုံးစိတ်ကိုဆုံးမနိုင်တဲ့ပညာအကြောင်းကိုပြောရင်ဒါအဲ့ဒီပညာအဲ့ဒီဆရာကဘာလဲလို့မင်းသိခြင်းကိုသိတဲ့ညာရအောင်လုပ်မယ်ဆိုရင်တော့လွယ်တယ်ဒါပေမဲ့မလုပ်တော့မရဘူးပေါ့ ။အဘဘုံတို့တရားလိမ့်မယ်ဆိုတာကိုလူတိုင်းသိပါလေ။တတဝါတိုင်းတတဝါတိုင်းဟာတေမျိုးတွေတစ်ချိန်မှာတေရမှာဘယ်ချိန်တေရမယ်ဆိုတာတော့မှသိခွင့်မရှိတဲ့အနေအထားမျိုးနဲ့ဘဘုံတို့တေကြရမှာ။အဲ့ဒီတေခြင်းတရားကိုဘဘုံတို့ကအေးအေးဆေးဆေးစဉ်းစားရမယ်၊စဉ်းကျင်ရမယ်။ငါတေလူတယောက်ဖြစ်တယ်။ငါဘေးမှာရှိနေတဲ့လူတွေလည်းတေလူတွေပဲ။ဖြစ်နေတဲ့တတဝါတွေအားလုံးဟာတေကြမယ်တတဝါတွေလို့ ဒီအမှန်တရားကိုဘုံဘုံတို့ဟာစိတ်နဲ့မပြတ်မပြတ်မလုပ်ပြရမလို့တွေ့ပြရမယ်။သိခြင်းဆိုတဲ့အမှန်တရားကိုစိတ်နဲ့တွေ့ပြရမယ်။တွေ့ပြလို့ရှိရင်ဒီစိတ်မှာဉာဏ်ပညာဆိုတာဖြစ်ပေါ်လာတယ်။အဲ့ဒီဉာဏ်ပညာကပဲဒီစိတ်ကိုပြန်ပြီးတော့ဆုံးမလိုက်မယ်။အဲ့ဒီကြတော့မှကျွတ်တို့စိတ်ကလေးကတကယ်ရင်ကျေးမှာ။သူများဘလောက်ပြောပြောမရဘူး။ဟုတ်လား။အဲ့တော့ဘုံဘုံတို့ရဲ့စိတ်ကိုတကယ်ကိုမကောင်းမှုမှာမမွေ့လျော်အောင်ကောင်းမှုမှာပြောအောင် တကယ်အလုတ်ဖြစ်အောင်လုပ်ချင်တယ်ဆိုရင်ဘုံဘုံတို့ရဲ့စိတ်ကိုတည်ရင်းကိုတည်တဲ့ဉာဏ်ပညာကိုရအောင်လုပ်ပြီးတော့အဲ့ဒီဉာဏ်ပညာရဲ့လက်အောက်မှာရင်းရင်းကြည်ကြည်ကောင်းကောင်းမွန်မွန်လေးရှိအောင်ကြိုးစားရမယ်။စိတ်ရဲ့အပေါ်မှာသူ့ကိုဆုံးမပဲဘာရှိရမှာလို့တည်ရင်းကိုတည်တဲ့ဉာဏ်ပညာ။ဟိုတတ္တဝါတွေကိုမကောင်းတာကိုမလုပ်ဖို့ကောင်းတာကိုလုပ်ဖို့နောက်ဆုံးတဏှာဝိတုခါကလွတ်မြောက်ဖို့အကျိုးကျေးဇူးတွေများစွာရှိတဲ့အလုပ်တွေကိုလုပ်ဖြစ်ဖို့မြတ်စွာဘုရားတိုက်တွန်းတဲ့နေရာမှာ ဒီတည်ခြင်းကိုပြပြီးတော့ပဲမြတ်စွာဘုရားတိုက်တွန်းအဲ့ဒါဟာအများကြီးအတိတ်ပဲရှိတယ်။ဟိုအလွန်ထင်ရှားတဲ့ဒေသနာလေးတစ်ခုဒကာဓမ္မတို့နားထဲမှာရှိသေးတာပါ။ဣဇေဝကိစ္စမာတ္တဗံကောဇင်ညာမရဏံတုဝေနာယိနောတင်ကရံတေနမဟာတေနေနမစ္ဆုနာဒီကနေ့ပဲလှုပ်တဲ့လှုပ်ထိုက်တဲ့ကောင်းမြတ်တဲ့အဲ့ဒီအလုပ်ကိုလုပ်လိုက်ပါ။မနေ့ပြန်ကြမှတေမယ်လို့ဘယ်သူသိနိုင်မလဲ။ဘာလို့လို့လဲဆိုတော့ ေခြင်းအကြောင်းတရားတွေအလွန်များတဲ့ဒီခန္ဓာကိုတနည်းအားဖြင့်စਿੱတီများစွာရှိတဲ့သေမင်းနဲ့ငရုတတွေဘယ်ချင်းကြမှာတွေ့ရမယ်လို့ချင်းချက်ထားတာမရှိဘူးဒီဒေသနာကိုကြည့်မယ်ဆိုရင်မြတ်စွာဘုရားကအလွန်မမြတ်တဲ့ဘဝရဲ့အမှန်တရားကိုသိပြီးတော့ဘဝရဲ့ပုံမှာမမုန်းမှုအစဉ်စဉ်ချုပ်ပြီးတော့တကယ်ငြိမ်းရမှု ချမ်းသာမှုအစ်စ်ကိုရဖို့အတွက်ဝိပဿနာလို့မဲ့ရင်ရှင်းပန်းလို့တတိပဌာန်လို့ကိုဘုမနိုလုပ်ကြရမှာကို အဲ့ဒီအလုပ်ကိုလုပ်ဖို့တိုက်တွန်းတဲ့နေရာမှာမြတ်စွာဘုရားဘယ်လိုပြောရလဲအခုပဲလုပ်လိုက်